င်္ဂလာပါဖူဘောရီဗျူးချန်နယ်ကနေပြန်လည်ပြီးတော့အကျိုးဆိုပါတယ်။ဒါဒီနေ့ကတော့ဗုဒ္ဓဟူးနေ့ပေါ့နော်။ဒီနေ့ညမှာဆိုလို့ချင်းကစားမဲ့ FIFA Club World Cup ပြိုင်ပွဲရဲ့ပွဲစဉ်စုစုပေါင်း၄ပွဲကစားဖို့ရှိတယ်ပေါ့နော်။အဲ့တော့ဒါဒီနေ့ဗီဒီယိုမှာတော့ဒါဒီနေ့ညမှာကစားမဲ့ပွဲစဉ်စုစုပေါင်း၄ပွဲလုံးကိုဒါကျွန်တော်အနေနဲ့ကြိုတင်ပြီးတော့အသုံးသပေးသွားမှာဖြစ်တယ်ပေါ့နော်။အဲ့တော့ဒါဒီနေ့ပွဲစဉ်တွေကိုကြိုတင်ပြီးတော့မသုံးသပေးခဲ့မှာဆိုလို့ချင်းဒီကျွန်တော်ရဲ့ဒီ channel ကို subscribe မလုပ်ပေးရသေးတဲ့လူတွေပါတယ်။ ဒီဗီဒီယိုကြည့်နေခဲ့မှဆိုလို့ရှိရင်လည်း channel လေးကို subscribe လေးလုပ်ပြီးတော့လို့ရရပါတော့ပြီးတော့ဒီနေ့အတွက်ဒါတုံးသက်ပြီးလိုက်တဲ့ အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့သဘောကျရည်ဆိုလို့ရှိရင်လည်းဒါဒီနေ့ဗီဒီယိုကိုလိုက်ရန် share လေးလုပ်ပြီးသွားလို့ရတယ်ပြီးတော့ဒါဒီနေ့အတွက်အသုံးသချက်တွေနဲ့ပတ်သက်ပြီးတော့ဒါညီကိုတို့ရဲ့အမြင်တွေကိုလည်းဒါဒီဗီဒီယိုအောက်က comment မှာဝင်ပြီးတော့မှတ်သွားပေးလို့ရတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဒါဒီနေ့တော့ပထမဆုံးသုံးသပ်ပေးခြင်းနဲ့ပွဲစဉ်တစ်ပွဲရကြတော့ဒါဒီနေ့ညတနိုင်ခွဲမှာကစားမဲ့တောင်းမွန်နဲ့ဦးဆောင်ဟောတိုင်းအတင်းတို့ရဲ့ပွဲစဉ်ပေါ့နော်အဲ့တော့အဲ့ဒီပွဲစဉ်လက်ရှိပေါ့ချီကိုကျွန်တော်ပြန်ချင်းတောင်းမွန်ကနှစ်ကိုသွင်းပြ30ရရမယ်ပြီးတော့ဒါ5ပေါင်းနေနဲ့ဆိုလို့ရှိရင်တော့3ကိုသွင်း55ပြန်ရှုံဝင်ပေါ့နော် အဲ့တော့ဗီဒါဒီပွဲစဉ်ကဒါအုပ်စု F ရဲ့ပွဲစဉ်တစ်ပွဲဖြစ်ပြီးတော့တောင်းမွန်အနေနဲ့ဆိုလို့ရှိရင်နောက်တစ်ဆင့်တက်ဖို့အတွက်ဆိုလို့ရှိရင်ဒါဒီနေ့မှာအသေးသေးသို့မဟုတ်အနိုင်ကစားဖို့လိုတယ်ပေါ့နော်ဒီတစ်ဖက်ကဦးဆောင်ဝန်တိုင်းအသင်းကိုကျွန်တော်ပြန်ကြည့်တော့သူတို့နှစ်ပွဲကစားထားတယ်အုပ်စုပြင်မှာနှစ်ပွဲလုံးရှုံးပြီးတော့ဒါအုပ်စုကနေသူတို့အတွက်လှည့်ပြန်ခဲ့ရပြီဖြစ်တာကြောင့်ဒီနေ့ပွဲကသူတို့အတွက်ဆိုလို့ရှိရင်အရေးမပါတော့ဘူးပေါ့နော်အဲ့တော့ဒါတောင်းမွန်ရဲ့ကစားခဲ့ပြီးတဲ့နှစ်ပွဲကိုကျွန်တော်ပြန်ကြည့်ရင် အဖွင့်ပွဲမှာသူတို့ Blumenan နဲ့တည်ကြတယ်။ဒါဒုတိယမြောက်ပွဲစီမှာတော့သူတို့ Mamilo Sundowning ကို၄ဂိုး၃ဂိုးနဲ့ပြန်ပြီးတော့အနိုင်ရခဲ့တယ်ဗောနော။ပြောရမယ်ဆိုလို့ရှိရင်အဲ့ဒီနိုင်ပွဲကဒေါမွန်အတွက်နောက်ဆုံး၈ပွဲမှာ၇ပွဲမြောက်နိုင်ပွဲဖြစ်ခဲ့တာကိုတွေ့ရတယ်။အဲ့တော့ဒါတစ်ဖက်ကတောင်ကိုရီးယားကလပ်အသင်းတင်းဖြစ်တဲ့ဦးဇန်ဝန်တိုင်းဗောနော။သူ့ကိုကျွန်တော်ပြန်ကြည့်ရင်တော့သူတို့ကစားခဲ့တဲ့အဖွင့်ပွဲစီမှာသူတို့ Mamilo Di Sundowning ကိုတကူကိုမရှိနဲ့ရှုံးခဲ့တယ်။ပြီးတော့ဒါဒုတိယမြောက်ပွဲစီမှာဆိုလို့ရှိရင်လည်း Blumenan အသင်းကိုသူ၄ဂိုး၅ဂိုးနဲ့ရှုံးခဲ့တယ်ဗောနော။ အဲ့တော့ဒါဦးဇံဦးဇံဝတိုင်းအနေနဲ့ကကြတော့လေသူတို့လက်ရှိမှာပါဝင်ကစားခဲ့တဲ့ FIFA Club World Cup ပြိုင်ပွဲရဲ့ဒါနောက်နောက်ဆုံး6ပွဲမှာဆိုလို့ရှိရင်သူတို့အနေနဲ့6ပွဲလုံးရှုံးခဲ့တာကိုတွေ့ရတယ်ဒါပေမဲ့လို့ဒါအခုနှစ်ရဲ့အုပ်စုတွင်ပွဲစဉ်တွေမှာတော့3ပွဲကစားပြီးချိန်မှာဦးဇံဝတိုင်းရဲ့တိုက်စစ်ကသွင်းကို2ဂိုးပြန်ပြီးတော့ရထားတာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ဒါတော့မို့ပေါ့နော်တော့မို့ရင်နောက်ဆုံး6ပွဲကိုကျွန်တော်ပြန်ချင်း10ပွဲတတီက တွန်းမွန်က9ရခဲ့တယ်ပြီးတော့တွန်းမွန်ရဲ့နောက်ဆုံး9ပွဲမှာဆိုလို့ရှိရင်လည်း6ပွဲကအပြန်လည်းသွင်းခိုးရှိခဲ့တယ်ပေါ့နော်ပြီးတော့ဒီတစ်ဖက်ကဦးဆန်ဝတိုင်းအသင်းရဲ့နောက်ဆုံး9ပွဲကိုကျွန်တော်ပြန်ကြည့်ရင်လည်း9ပွဲကအပြန်လည်းသွင်းခိုးရှိခဲ့ပြီးတော့ဒါနောက်ဆုံး10ပွဲမှာဆိုလို့ရှိရင်9ပွဲမှာဦးဆန်ဝတိုင်းရဲ့တိုက်စစ်ကကိုပေါက်တွေ့ထားတာတွေ့ရပေါ့နော်အဲ့တော့ဒီပွဲမှာတော့ဒါကျွန်တော်အနေနဲ့ဆိုလို့ရှိရင်အပေါ်ဆုံးသဘောကျရပေါ့နော်တည်တမတ်ရယုံနဲ့တော့မွန်နောက်တစ်ဆင့်တက်နိုင်မှာဖြစ်တယ်ဆိုပေမဲ့လို့တော့မွန်ဒီပွဲမှာကိုပြက်အနိုင်ယူပြီးတော့သူတို့အနေနဲ့အုပ်စု ဒီအုပ်စုဘိုးနေရာကိုလည်းသူ့အနေနဲ့ဒီမျောလင့်ထားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ဒီဘက်မှာတော့ပရမအောင်ရွေးချယ်မှုအနေနဲ့ဆိုလို့ရှိရင်ထုံးမွန်နဲ့ဂိုးပေါ်ရွေးချယ်ပေးခြင်းတော့အဲ့တော့ဟုတ်ပြီတော့အုပ်စု F ရဲ့နောက်ထပ်ပွဲစဉ်တစ်ပွဲဖြစ်တယ်။ဒါဒီနေ့ညတနင်္ဂနွေမှာပဲကစားမယ်။မာမီလိုဒီဆန်တောင်းနဲ့ဖလူမီနန်တို့ရဲ့ပွဲစဉ်ကိုဒါဒီနေ့မှာထပ်ပြီးတော့သုံးသပ်ပေးမှာပေါ့နော်။အဲ့တော့အဲ့ဒီပွဲစဉ်ရဲ့လက်ရှိပေါက်ကြေးကိုကျွန်တော်ပြန်ကြည့်ရင်ဖလူမီနန်အတင်ကတည်ရကြရင်ပြ80ရှုံးမယ်။ ီးတော့ဒါ6ပေါင်းနေနေဆိုလို့ရှိရင်နှစ်ကိုသွင်းပြ60ရှုံပဲဗောနော်အဲ့တော့ဒီဘွဲကအောက်စု FA နောက်ထပ်ဘွဲစဉ်တစ်ဘွဲဖြစ်သလိုဒီဘွဲမှာနောက်တစ်ဆင့်တက်နိုင်ဖို့အတွက်ဆိုလို့ရှိရင်နှစ်သိန်းလုံးအနေနဲ့မျှော်လင့်ချက်ရှိတယ်ဗောနော်ဘလူးမင်းရဲ့အနေနဲ့ကျတော့ဒီဘွဲမှာတေးရီကစားယုံနဲ့နောက်ဆင့်ကိုတက်နိုင်မှာဖြစ်ပြီးတော့တစ်ဖက်ကမောင်မီလိုဒီစန်းတောင်အသင်းကတော့ဒီဘွဲကိုမဖြစ်မနိုင်ကစားမှာဖြစ်တယ်ဗောနော်အဲ့တော့ဒါနှစ်သိန်းလုံးရဲ့လက်ရှိဖောင်တွေကိုကျွန်တော်ပြန်ကြည့်တော်တော်လေးကိုအားကောင်းတယ်လက်ရှိနှစ်ဘွဲလုံးကစားပြီးချိန်မှာဆိုလို့ရှိရင်နှစ်သိန်းလုံးရဲ့တိုက်စစ်ကတွင်းကို၄ကိုအတိအကျရထားတယ်ဗောနော်ပြီးတော့ဒီမောင်မီလို ိုဒီစမ်းတောင်းရဲ့နောက်ဆုံးလေးဘွဲကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်၃ဘွဲကအပြန်လည်သွင်းဖို့ရရှိခဲ့တယ်ပေါ့နော်ပြီးတော့သူတို့အသင်းကစားခဲ့တဲ့ပြိုင်ပွဲဆိုနောက်ဆုံး၁၀ဘွဲမှာဆိုလို့ရှိရင်လည်း၇ဘွဲက သူတို့ရဲ့တိုက်စစ်ကအတွင်းကို2-6နဲ့ထပ်မှရခဲ့တယ်ပေါ့ပြီးတော့ဒီမမလူဒီဆန်းနောက်တင်းကသူတို့ကစားခဲ့တဲ့ဒါနောက်ဆုံးဆက်တပွဲမှာဆိုလို့ရှိရင်ဆက်တပွဲလုံးသူတို့ရဲ့တိုက်စစ်က5ပေါက်တွေ့တယ်ပေါ့နော်ဒါတစ်ဖက်ကဘလူးမင်းနဲ့အတင်းကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းသူတို့ကစားခဲ့တဲ့နောက်ဆုံး9ပွဲမှာဆိုလို့ရှိရင်၄ပွဲကအပြန်လွင်တွင်းကိုရှိခဲ့တယ်ပြီးတော့သူတို့တင်းရဲ့ပြန်ပွဲဆိုနောက်ဆုံး10ပွဲမှာဆိုလို့ရှိရင်လည်း9ပွဲကသူတို့ရဲ့တိုက်စစ်ကအတွင်းကို2-6နဲ့ထပ်မှတွင်းနိုင်ခဲ့တာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ဒါပြောမယ်ဆိုလို့ရှိရင်ဒီပွဲကဒါဘလူးမင်းနဲ့အတွက် တည်တမှတ်တဲ့တည်တမှတ်ပဲလိုအပ်တယ်ဆိုပေမဲ့လို့အုပ်စုဖို့နေရာအတွက်ဆိုလို့ရှင်တော့သူတို့အတွက်ကလည်းကိုမြင့်မြတ်ဆက်စားလိုတယ်ပေါ့နော်ပြီးတော့ဒီတစ်ဖက်ကမမလူစီစံတောင်းအသင်းကိုကျွန်တော်တို့ပြန်ကြည့်လို့ရှင်လည်းသူတို့ရဲ့တိုက်စစ်ကဂိုးတွေရတတ်တဲ့အသင်းဖြစ်တယ်လို့ဒါနောက်တစ်ဆင့်တက်ယူအတွက်ဆိုလို့ရှင်လည်းဒီပွဲကသူတို့အတွက်မဖြစ်မနေနိုင်ကစားမယ်ပိုးစင်တစ်ပွဲဖြစ်တာကြောင့်ဒီပွဲမှာဒါကျွန်တော်အနေနဲ့ဆိုလို့ရှင်တော့ဒီနှစ်သင်းပေါင်းအသင်းကိုတွေရေတွက်ကြည့်ကျင်တယ်ပေါ့နော်ဒါနှစ်ကိုတွေ60ရှုံးမဲ့ဂျေးတခုမှာနှစ်သင်းပေါင်း3ကိုလောက်လောက်ရောက်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ဒါဒီနေ့အတွက်ဒီရီယာမြောက်ပွဲစဉ်မှာတော့ကျွန်တော် ကိုပေါ့ရွေးချယ်ပေးလိုက်မှာပေါ့အဲ့တော့ဒီတော့ဒီနေ့အတွက်နောက်ထပ်သုံးသပ်ပေးခြင်းနဲ့ပွဲစဉ်တစ်ပွဲရကြတော့မနေ့ပြန်မနေ့အစောပိုင်းမနေ့9နာရီခွဲမှာကစားမယ့် Inter Milan နဲ့ River Plate တဲ့အသင်းတို့ရဲ့ပွဲစဉ်ပေါ့နော်အဲ့ပွဲစဉ်ရဲ့လက်ရှိပေါင်းကြီးကိုကျွန်တော်ပြန်ကြည့် Inter Milan ကတရေချိုင်ပြား60အရှုံးမယ်ပြီးတော့ဂိုးပေါင်းနေနေဆိုလို့ရှိရင်နှစ်ဂိုးသွင်းပြား80အရှုံးမယ်ဟုတ်လားအဲ့တော့ဒီပွဲကဒါအုပ်စု E ရဲ့ပွဲစဉ်တစ်ပွဲဖြစ်ပြီးတော့ဒီပွဲမှာ Inter အနေနဲ့ဒီမဖြစ်မနေနိုင်ကစားမယ်ပေါ့နော်ဒါမှဒါသူတို့အတွက်ဒါနောက်ဆက်စင်ကိုတက်ဖို့ဆိုလို့ရှိရင်မျှော်လင့်နိုင်မှာဖြစ်တယ်ဒါတစ်ဖက်က River Plate အသင်းကိုကျွန်တော်ပြန်ကြည့် ီးနော်အင်တာနက်တို့ရမတူနေပေမဲ့ကိုးပါချက်ချက်အရာဆိုလို့ရှိရင်နော် River Plate ကပို့ပြီးတော့အတားရတာကြောင့်တို့အနေနဲ့ဒီဘွဲမှာတည်ရကစားနိုင်ုံနဲ့နောက်တစ်စီကိုရောက်နိုင်မှာဖြစ်တယ်ဗောနော်အဲ့တော့ဒါပြောမယ်ဆိုလို့ရှိရင်ဒီဘွဲစဉ်ရဲ့တခြားတစ်ဘက်မှာဆိုလို့ရှိရင် Monterrey အတင်းက Urawarity အတင်းနဲ့ကစားမှာဖြစ်တာကြောင့်ဒါအဲ့ဒီဘွဲစဉ်မှာလာပြောမယ်ဆိုလို့ရှိရင် Monterrey ရဲ့အနေနဲ့တည်ရသို့မဟုတ် ရှုံးခဲ့မှာဆိုလို့ရှိရင်ဒီပွဲစဉ်က internet river plate တို့နှစ်သင်းကဒီအရင်ခက်ခက်ခဲခဲကစားကြရမလို့တော့ဘယ်နဲ့သူတို့အနေနဲ့နှစ်သင်းလုံးနောက်တစ်စီကိုလွတ်လွတ်ကျွတ်ကျွတ်တက်နိုင်မှာဖြစ်တယ်ပေါ့နော်ဒါမှမဟုတ်တစ်ဖက်မှာ monterrey ကအနိုင်ရခဲ့မှာဆိုလို့ရှိရင်တော့ဒီနေ့မှာကစားမယ် internet river plate အသင်းတို့အတွက်လုံးဝလွယ်ကူတော့မှာမဟုတ်ဘူး river plate အနေနဲ့ကျတော့လေဒီပွဲမှာသူတည်ရကြရုံနဲ့နောက်တစ်စီတက်မယ်ဆိုတော့သူတို့အနေနဲ့ inter ကိုမရှုံးအောင်ဂျင်းဒီပေါ့ဂျင်းဒီပေါ့ကိုကစားဖို့ပြင်ဆင်လာမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒါပြောမှာဆိုလို့ရှိရင်ဒီပွဲပေါ့နော်ဒီပွဲမှာဒါ တရရလက်ထွက်ခဲ့မယ်ဆိုလို့ရှိရင်တခြားတစ်ဖက်မှာလည်းမော်တော်ရေးအတင်းကဥရာဝရတီအတင်းကိုအနိုင်ရခဲ့မယ်ဆိုလို့ရှိရင်တော့ဒါအုပ်စုအကြီးကတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းသွားပြီ။ဘာလို့လဲလက်ရှိအုပ်စုအကြီးမှာဆိုလို့ရှိရင်ဒါရမှတ်၅မှတ်နဲ့အတင်း၃တင်းကရမှတ်တူအနေထားမှာရှိသွားမှာဖြစ်တယ်။ဘာလို့အဲ့တော့ပြောမယ်ဆိုလို့ရှိရင်တွင်ကိုတွေကပို့ပြီးတော့အရေးပါလာခဲ့ပြီဖြစ်တယ်ဘောနော်အဲ့တော့ဒီဘွဲကတည်ရကြခဲ့မယ်ဆိုလို့ရှိရင်တော့ဒါတွင်ကိုတွေမြင့်မြင့်မားမားနဲ့ သိကြတော့မယ်ဖွဲ့လို့ဖွဲ့လို့ကျွန်တော်ထင်တယ်ဒါ Republic အနေနဲ့ကကျတော့လေ Inter ကိုမရှုံးအောင်ကစားမှဖြစ်ဖြစ်သလို Inter အနေနဲ့ကကျတော့ဒီဘက်မှာအနိုင်မရခဲ့ရင်တော့ဒါ Twin Goal ကြီးမြန်မာဆာသာသူတို့ဘက်ကတွင်းပြီးတော့တည်တမတ်ရခဲ့မယ်ဆိုလို့ရှင်လေသူတို့အနေနဲ့နောက်တစ်ဆင့်တက်နိုင်သေးရဲ့ဆိုတော့ဘောလေသူတို့အတင်းကအကောင်းကောင်းတည်နေမယ်ဆိုကျွန်တော်ထင်တယ်အဲ့တော့ဒီဘက်မှာတော့ကျွန်တော် Goal ရလက်အနေနဲ့တူတူလောက်မှန်တယ်အဲ့တော့ဒါတည်ကြရင်ပြား60အထိအမြဲရမယ် Viva Play နဲ့ကိုပေါ့ဒါဒီနေ့ပွဲစဉ်မှာတော့ကျွန်တော်ရွေးချယ်ပေးခြင်းနဲ့ပေါ့ ဟုတ်ကဲ့တော့ဒါဒီနေ့ဗီဒီယိုရဲ့နောက်ဆုံးသုံးသပ်ပေးခြင်းနဲ့ပွဲစဉ်တို့ပွဲရကြတော့ဒါမနေ့ပြန်မနေ့အစောပိုင်းမနေ့9နာရီခွဲမှာပဲကစားမဲ့ Uraverity အသင်းနဲ့ Motorway အသင်းတို့ရဲ့ပွဲစဉ်ပေါ့နော်အဲ့တော့အပွဲစဉ်ရဲ့လက်ရှိပေါင်းကြည့်ကိုကျွန်တော်ပြန်ကြည့်ရင် Motorway အသင်းကတကိုးသွင်း35ပြားရမယ်ပြီးတော့ဂိုးပေါင်းနေနေဆိုလို့ရှိရင်သုံးကိုးသွင်းပြား90ရမယ်ပေါ့နော်အဲ့တော့ဒီပွဲစဉ်ကဒါအုပ်စု E ရဲ့နောက်ထပ်ပွဲစဉ်တစ်ပွဲဖြစ်ပြီးတော့ဒီပွဲမှာနောက်တစ်ဆင့်တက်ဖို့အတွက်ဆိုလို့ရှိရင်တော့ Motorway အသင်းအနေနဲ့မဖြစ်မနေအနိုင်ကစားဖို့လိုတယ်ပေါ့နော်အဲ့တော့ဒီတစ်ဖက်က Uraverity အသင်းကိုကျွန်တော်ပြန်ကြည့်ရင်လည်းသူတို့ လက်ရှိမှာနှစ်ပွဲကစားထားပြီးနှစ်ပွဲလုံးရှုံးတာအကြောင်းအုပ်စုနောက်ဆုံးပိတ်ပွဲစဉ်မှာအပေါင်းလက္ခဏာဆောင်တဲ့ရလက်တစ်ခုယူနိုင်မှုသူတို့အနေနဲ့လည်းမျှော်လင့်ထားလိမ့်မှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒါ Ura Ready အတင်းရဲ့ပြိုင်ပွဲတော်နောက်ဆုံး၉ပွဲကိုကျွန်တော်ပြန်ကြည့်နှစ်ပွဲပဲနိုင်တယ်ဒါတစ်ဖက်က Montreal အတင်းကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှင်လေအုပ်စုတွင်နှစ်ပွဲကစားထားရမှာနှစ်ပွဲလုံးတည်ကြတယ်အဲ့ပြီးတော့ဒါတိုက်စစ်ပိုင်းဆွမ်းဆောင်ရည်တွေကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှင်လေဒါ Montreal အတင်းရဲ့တိုက်စစ်ကဂိုးပေါက်တဲတဲ့ကန်ချက် သုံးကြိမ်အဲ့သူတို့ကစားခဲ့ပြီးနှစ်ပွဲလုံးမှာသုံးကြိမ်ပဲရှိတယ်ပေါ့နော်ပြီးတော့ဒါ Uralready အတင်းရဲ့နောက်ဆုံး6ပွဲကိုကျွန်တော်ပြန်ကြည့်ရင်လည်းသုံးပွဲရတည်ရကြတယ်ပေါ့နော်အဲ့တော့ဒီပွဲကတော့ပြောမယ်ဆိုလို့ရှိရင် Moderate အတင်းအတွက်မဖြစ်မနေအနိုင်ကစားမယ်ပွဲစဉ်တစ်ပွဲဖြစ်တယ်ဆိုပေမဲ့လို့တိုက်စစ်ပိုင်းဆွမ်းဆောင်ရည်တွေကိုကျွန်တော်ပြန်ကြည့်သူတို့အတင်းကရရင်အားရစရာမကောင်းဘူးပြီးတော့ဒီပွဲမှာသူတို့အနေနဲ့ Uralready အတင်းကိုနိုင်ရခဲ့မယ်ဆိုလို့ရှိရင်လည်းတကူးထက်မပူလောက်ဘူးလို့ကျွန်တော်ထင်တယ်ပြီးတော့ Uralready အတင်းအနေနဲ့ကျတော့အုပ်စုနောက်ဆုံးပွဲမှာ ါရမတ်တမလောက်တော့သူတို့အနေနဲ့ယူဖို့ကြိုးစားလာလိမ့်မယ်လို့လည်းကျွန်တော်ထင်တယ်ဘာလို့အဲ့တော့ဒီနေ့အတွက်ဒါနောက်ဆုံးပွဲစဉ်ရွေးချယ်မှုအနေနဲ့ဆိုလို့ရှင်တော့ဒါ URL ဒီအသင်းကိုဒါကျွန်တော်အနေနဲ့ရွေးချယ်ပေးခြင်းတော့